တိတောင်ညာနှစ်ခုဆစ်စင်ရေးဒုတိယပိုင်းမှာဖူပေါင်းတက်ဖွဲ့တွေနဲ့အတူတိမ့်ပတ်ရရှိခဲ့တဲ့ရှမ်းမြောက်မှာရှိတဲ့လာရှုမြို့ကနေပြန်လည်ဆုတ်ခွာရတာဟာနိုင်ငံရေးဖိအားတွေကြောင့်လို့ကိုကန့်တက် MNDE ကျမ်းမာရေးဌာနတာဝန်ရှိသူတဦးရဲ့ပြောဆိုချက်ကိုကူကာပြီးထုတ်ပြန်ပါသည်။ရှစ်လကျော်ကြာလာရှုမြို့ကိုကျမ်းမာရေးဝန်ဆောင်မှုတွေအကောင့်ထဲပေါ်ပြီးနိုင်ခဲ့ပြီးနိုင်ငံရေးဖိအားများစွာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက်များစွာဝမ်းနည်းရတယ်လို့ပြောဆိုကြောင်းတက်ကိုကန့်မီဒီယာကနေဧပြီ26ရက်နေ့မှာသတင်းထုတ်ပြန်လာတာပါ။ MNDA ကလာရှိုးမြို့ကိုတင်ယူပြီးနောက်ပိုင်းစစ်ကောင်စီရဲ့လေကြောင်းပုံးကျဲတိုက်ခိုက်မှုတွေပြည်လဲထူထောင်ရေးကာလတွေမှာအခက်အခဲဆင်ခေါ်မှုများစွာကြားတဲ့ကကျမ်းမာရေးကဏ္ဍကိုအောင်မြင်စွာစတင်လက်ပတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ကိုကန့်အထူးဒေသ1ကျမ်းမာရေးဝန်ထမ်းတွေဟာလာရှိုးပြည်သူစေယုံကြီးမှာ2024ခုနှစ်ဩဂုတ်10ရက်နေ့ကစပြီးအခုနှစ်ဧပြီလ10ရက်နေ့ထိအပြင်လူနာနဲ့အတွင်းလူနာစုစုပေါင်း6,5250ကျော်စေကူတာပေးနိုင်ခဲ့တယ်လို့ဖော်ပြထားတာပါ။ MNDA တပ်ဖွဲ့ဝင်တွေလာရှိုးမြို့ကနေစုခွာခဲ့ခြင်းမှာဆေးရုံကဆက်ပစ္စည်းနဲ့ဆေးဝါးတချို့ယူဆောင်သွားခဲ့တာရှိပြီးကြောက်ကက်ဆေးတဲ့ဆက်ကိုတော့တိတ်နေဆေးရုံကြီးမှာရွှေ့ပြောင်းထားခဲ့တာလို့ကျန်းမာရေးဌာနတာဝန်ရှိသူတူကဆိုပါတယ်။ပြည်သူ့ရဲ့ဂျာဝင်ညီနိုင်မှုကြောင့် MNDA နဲ့ဆက်ကောင်စီတို့အခုနှစ်ဇန်နဝါရီမှာတွဲဆုံဆွေးနွေးခဲ့မှုသဘောတူညီချက်အရမြမနှစ်တဲ့ကိုပြီးဧပြီ21ရက်နေ့မှာပိုကန်တပ်ဖွဲ့ဝင်တွေလာရှိုးမြို့ပေါ်ကနေစုခွာခဲ့ရပါတယ်။ ဧပြီလ22ရက်နေ့မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတင်ဆောင်ထားတဲ့စစ်ရင်တန်းတွေနဲ့အတူဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေလာရှုမြို့ပေါ်ဝင်ရောက်လာပြီးမြို့ပေါ်မှာရှိတဲ့ရက်ွက်12ခုမှာပြန်လည်နေရယူမှာဖြစ်ပါတယ်။ဒီအတွက်ဒေသဆိုင်ရာအုပ်ချုပ်ခွင့်ပြန်လည်လွှဲအပ်မှုအပေါ်မြမရေးမှာဂျားဝင်ညှိနှိုင်းမှုတွေဆောင်ရွက်ပေးနေတဲ့တရုတ်နိုင်ငံကပြစ်ခတ်ရစဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှုမြို့သို့ဆစ်လွတ်ထားတာပါ။အဲ့ဒီဖွဲ့ဟာစစ်ကောင်စီနဲ့ MNDA တို့ကြားပြစ်ခတ်ရစဲရေးကိုစောင့်ကြည့်သွားမှာဖြစ်ပြီး လာရှိုးမျိုးချောမွေ့စွာလွှဲပြောင်းပြည့်ရခြင်းကိုမျက်မြင်တက်တည်ခံသွားမယ်လို့တရုတ်နိုင်ငံသားဝန်ကြီးဌာနပြောခွင့်ရသူကပြောကြားထားတာပါလေလာသူတွေကတော့အရှိမျောက်တိုင်းစစ်ဌာနချုပ်ခြေဆိုင်တဲ့လာရှိုးမျိုးကို MNDA နဲ့ပူးပေါင်းဖွဲ့တွေတင်ပိုက်ပြီးကြတဲ့ကတရုတ်ဆိုရဟာတိုက်ပွဲရပ်တန့်မှုနဲ့မြို့ပေါ်ကနေပြန်လည်ဆုတ်ခွာဖို့ဖိအားပေးခဲ့တာလို့ထောက်ပြကြပါသည် MNDA ကိုဖြတ်ငါးဖြတ်နဲ့လာရှိုးမျိုးကနေမဆုံချင်းတရုတ်ဆိုရကရေးယူခဲ့တာကြောင့် နိုင်ငံရေးရစစ်ကောင်စီနဲ့ဆွေးနွေးဖို့လက်ခံခဲ့ပြီးရလက်အရာနှစ်ဖက်အပြည့်ခက်ရစဲရေးကနေ MNDA ဟာလာရှုမျိုးပါကနေဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။ဒီအချိန်မှာတရုတ်ဆိုရအနေနဲ့မြမအချုပ်ချာအာနာပါကိစ္စရက်တွေကိုဝင်ရောက်ဆွတ်ဖက်နေတာလို့ဝေဖန်မှုတွေရှိနေတဲ့အပေါ်စစ်ကောင်ဆောင်ကတော့တရုတ်နဲ့စစ်တပ်ညီညွတ်မှုကိုသွေးခွဲနေသူတွေရှိလို့သတိထားဖို့စစ်တပ်အရာရှိတွေကိုပြောဆိုထားပါတယ်။